ရှိကျူတွေပါဒါကျွန်တော်အခုပြနေပြချင်တာတခြားလူတွေလည်းတိတိတားလူတွေလည်းရှိမှာပါဒါမသိသေးတဲ့လူတွေအတွက်အားလုံးမင်္ဂလာပြဒီနေ့မှာကျွန်တော်မိတ်ဆွေမြောက်ပေးခြင်းတဲ့ဗီဒီယိုပိုင်းလေးကဒီဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုပိုင်းလေးကဘာကိုပြောထားတာလဲဆိုတော့ကျွန်တော်တို့ရွှေအတုတွေပေါ့နော်ရွှေအတုတွေအားဆိုရင်အစစ်နဲ့ခွဲခြားလို့မရအောင်အစစ်ထက်ကို quality တွေပိုကောင်းပြီးတော့ထုတ်လုပ်လာတာကိုတွေ့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကျွန်တော်မိတ်ဆွေနဲ့ဘူးတုဒတိုးဝရင်အတွက်ကျွန်တော်ဒီဗီဒီယိုပိုင်းလေးကိုတက်ဆက်လိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုပိုင်းလေးကိုဆုလိုက်ပါကြည့်ရှုပေးပါဦးနော် ရှိအကျူတွေပါစစ်တမ်းကကျွန်တော်အခုပြနေပြချင်တာတခြားလူတွေလည်းတိတိတားလူတွေလည်းရှိမှာပါဒါမသိသေးတဲ့လူတွေအတွက်တော့ကျွန်တော်ပြရအောင်နော်အလိမ်မခံရအောင်ကျွန်တော်ပြရလို့ဖြစ်ပါတယ်အာအခုဒီရောင်းနေတဲ့လူကတော့ရွှေအတူလို့ပြောပြီးရောင်းတယ်ရွှေရဲ့ quality ကနော်ရွှေရဲ့ဒီအတူရဲ့ quality ကတော်တော်ကိုကောင်းတယ်နော်တော်တော်လေးကိုကောင်းတာ ဟောရွှေချောင်းတွေလောက်ထားတာတွေနောက်အဲ့အတွန်းဖြတ်ထားရင်လည်းလုံးဝအထင်းမှာအရောင်ပြောင်းတာမရှိဘူးမီးအပူပေးထားရင်လည်းလုံးဝအရောင်ပြောင်းသွားတာမရှိဘူးအဲရွှေချောင်းတွေဆိုရင်အဲ့လိုမျိုးအထုတ်လိုက်တယ်အထုတ်လိုက်တယ်ပို့နေတာတွေဘာမှပြည်ဘက်ကိုပို့နေတာတွေလည်းကျွန်တော်တွေ့ဘူးလေဗျနော်ဒီလိုပန်းနေနေကိုထည့်ပြီးတော့အစီအစီစီလေးလောက်ပြီးတော့လုပ်တယ်တချို့ဆိုရင်အာစုဖို့ဆိုပြီးတော့ဝယ်တဲ့လူတချို့အောင်ရှိတယ် ဟောဒါဒီလူတွေကရောင်းတာကအတုအတုလို့ပြောပြီးရောင်းနေတာဟောအတုအစ်စ်လို့ညာပြီးရောင်းနေတာတော့မဟုတ်ဘူးဟိုညာလားမညာလားဆိုတာဒီကျွန်တော်စဘာလန်းတဲ့ပုံစံအတိုင်းကိုထည့်ပြီးလှမ်းလာလို့တတော်ကိုညာအဲရွှေတွေထုတ်ရင်အခုကရွှေတုံးတစ်စိမ့်နှိပ်တဲ့ပုံစံကိုလုပ်ကြတာဟောရွှေတုံးတို့ဒါတိအာပေါ့ဖို့ယူစာရည်နဲ့ပေါ့နော်တစ်စိမ့်နှိပ်ပြီးတော့ပြတာ အဲကျွန်တော်တို့ဒီပမာပြည်ဘက်တရောတခြားနိုင်ငံတွေရောပေါ့နော်ဒါကတော့ဗီယက်နမ်နိုင်ငံကဟာကိုကျွန်တော်ပြပြီးတာဖြစ်တာဒီဒီလိုပဲအိတ်တွေနဲ့ပဲပို့တာအဲ့ဒါအခုသူလုတ်ပြမယ်ဟာဆိုဒီဟိုသာအယုတ်ကိုပေါ့နော်အဲ့ရှိရုပ်ကိုအာအပူပေးလိုက်တာအပူပေးလိုက်ပြန်ရေးစိမ့်ထားလိုက်တာအဲ့အပူပြန်ပြီးတော့ဟိုဟာဖြစ်သွားတယ်ပြန်အေးသွားတယ်ဆိုရွှေရောင်ပြန်ထွက်သွားတော့ လက်စွပ်ဆိုတဲ့အဲ့မှာငရေမီတို့ပေါ့နဲ့ကြိုက်တယ်လို့စပြီးဟိုစပြန်ပြီး policy ပြန်တင်လိုက်ရရှိရောက်ပြန်ဖြစ်ပေါ့ဗျာအတူတွေကတော်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 ကိုကောင်းတဲ့အတူတွေလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အတူကတော့အတူပါပဲကအစ်စ်တော့ဖြစ်မလာဘူးဘာမှကြောက်တွေပါနဲ့တိုက်ရင်တော့ဒေသဘောပါဖြစ်ဖြစ်ဒီလိုအပုံလိုက်ကြီးတွေအပုံလိုက်ကြီးတွေရွှေချောင်းတွေလောက်တာဟာဇလဝိရနိုင်ဆိုလဲအများကြီးအဲ့လိုမျိုးရှိတယ် တဲ့ချင်းချင်းတော့ပေါ့နော်တချင်းချင်းအနှင်းနဲ့အမြန်တော့ကျွန်တော်တို့မျိုးထဲမှာပေါ်လာပါလိမ့်မယ်အဲဒါမှမီးစားပြာနော်သူမီးစားပြာကကြီးကြီးအဲရေပြန်ထည့်လိုက်ပြီးတာနဲ့ကအဲ့မှာရှေးအောင်ပြန်ပြောင်းသွားတာပဲနော်ဘာမှကိုဟိုအဲဟိုအကြောင်းတွေပါတယ်တော့ပြန်ပြင်စရာမလိုအောင်ခဲ့တာအဲ ပေါ့ပေါ့ရောမသေးကြပါဆိုလို့ဒါပထမတစ်ခါဆန်းပြီးနောက်နောက်တစ်ခါကသူထပ်ဆန်းပြလေအဲအမဆိုရင်လေငကူတိုင်းမဲအဲကြီးလေးပြန်ထည့်လိုက်တာနဲ့ရွှေအောင်ပြောင်းပြောင်းသွားတယ်တော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 ်လေးကိုတော့ကောင်းတဲ့ quality ပါအတူကတော့အတူပါပဲအာအတူမမိအောင်လို့ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်မျှဝေတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဒွေဆုတယ်ခြင်းမရှိဘူးဗျအာဒီလိုမျိုးတွေအတူတွေပေါ်နေလဲဟာဇိုင်းတခံရမှာစလို့ ထက်အတုနဲ့အစ်စ်ပါကွာနိုင်လဲဆိုတော့နောက်ပိုင်းကျရင်တော့ဘယ်လိုဖြစ်လာမလဲဆိုတော့အတုအတုကြီးကတောက်လျှောက်ကြီးပြောင်ပြောင်လက်လက်ကြီးဖြစ်နေပြီးတော့အစ်စ်ကမှိန်သွားတာ၄ပါးတောင်ဖြစ်နေတယ်အစ်စ်ကတော့အယောင်မထွက်ဘူးတောင်ဖြစ်သွားနိုင်တယ်ပေါ့နော်တရားစင်တာတဲ့ဒီယုတ်လေးစင်တာ ပေါ့ဖို့ကြီးနဲ့အယုတ်ပေါ့နော်နဲ့အယုတ်ကိုပဲတဲ့ဒါလုတ်လုတ်ပြတာအမေဘလိုဝါနဲ့ပြီးတယ်ပြီးရေးလေးပြတ်ထည့်လိုက်တာနဲ့အယောက်ပြောင်းအောင် အာဘလူးနဲ့ပန်းလိုက်ပြီးတော့ကိုမီးကိုပန်းလိုက်ပြီးတော့ကိုအဲ့လိုပင့်ကိုအရှောင်ပြောင်းသွားတယ်ပြောင်းသွားပြီးတော့အေးသွားတာနဲ့ရွှေရောင်ပြန်ဖြစ်သွားတယ်ဗျအာတလအလိုမျိုးရွှေရောင်ပြန်ဖြစ်သွားတယ်ဟာရွှေရောင်လည်းလုံးဝအဖောက်ရှင်ရောင်ပန်းကိုပြန်ဖြစ်တာဟုတ်ကဲ့ ါးဆိုဒါဆင်းမထားရတဲ့အဆုံးတိရှိပေးလို့ကျေးဇူးတင်ပါတယ်ဘုရားဒုဒ္ဒအနေနဲ့ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးပါခင်ဗျ โอเคကျွန်တော်ဗီဒီယိုပိုင်းဒီကဒီလောက်ပါခင်ဗျာဒါဆိုရင်အတူတရာဆိုရင်ကျွန်တော်အစ်စ်ထက်တောင်တာလွန်ပြီးတော့ဗောနော်ဒါ quality အရည်သူတွေကောင်းနေတာကိုတွေ့ရတာဒါကြောင့်မို့ကျွန်တော် mix ready ကိုဒါ3ပေးချင်တာတော့ကျွန်တော် show ရမယ်ဆိုရင်အမြီပေါက်ရှိတဲ့ဆိုင်ဒီမှာပဲဝယ်ပြီးတော့ကျွန်တော်တို့ဒါတွေ့တွေကလူဗောနော်လာပြီးတော့ချိတ်ဆက်ပြီးရောင်းတဲ့ရွှေတွေကိုဒါဝယ်မိမယ်ဆိုရင်တော့တော်တော်လေးတော့အန်ဒီများတယ်ဗျအဲဒီလိုမျိုးစိုင်းနေမှာမဝယ်ပဲနဲ့တွေ့တွေကလူတွေမှာဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးအတုတွေနဲ့ဂျင်းမိနိုင်ပါလေဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေကိုရှင်းရမယ်ဆိုရင်တော့ဒါနာမည်ရထားတဲ့စိုင်းနေမှာဝယ်တာတော့အကောင်းဆုံးပဲပေါ့နော် ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကိုအစုံလိုက်ပါကြည့်ရှုပေးမယ်တောက်ချင်းကြောင်လည်းကျွန်တော်ဒီကအထူးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်